မြန်မာနိုင်ငံအတွင်းရှိလက်နက်ကင်ထားတဲ့အဖွဲ့အစည်းတွေအနေနဲ့လက်နက်ကင်ပြီးစီးပွားရှာရတာဟာလွဲကူနေတဲ့အတွက်လက်နက်စွန့်ဖို့အတွက်အင်မတန်ဝင်လေးကြတယ်လို့တိုင်းလိုင်းရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဦးဆိုင်ထီအောင်က CNN သတင်းဌာနကိုပြောပါရယ်လက်နက်ကင်ဖွံ့စည်းပြီးခါတင်နာကင်ပြီးစီးပွားရှာတာလွဲကူနေတဲ့အခါကျတော့ကျွန်တော်တို့လက်နက်စွန့်ဖို့အင်တာဝင်လေးပါတယ်။ဘာကျွန်တော်ပြောရင်းနဲ့ပြောရမယ်ဆိုရင်တော့ဖယ်ရဲတို့ဒီမိုကရေစီဆိုတာသူတို့ကပြားအော်နေကြဆိုအလကားပါ။ အခုတော့လောကတရားတက်တည်ကြနေပါလားနိုင်ငံတကာရှိပြကြပါလူပုဂ္ဂိုလ်မရှိပါလားလူပုဂ္ဂိုလ်ကြောင်းပြပြီးမှလည်းပုံကြီးရှိွားမချကြပါနဲ့လို့ကျွန်တော်အနေနဲ့မြစ်တာရဲ့ခံရပါတော့အဲ့ဒီလိုမျိုးကိုကြီးအတားနဲ့ရောပြီးမှနိုင်ငံချစ်စိတ်ဖြစ်ပေါင်းပွားပြီးဆိုရင်တော့ဒီဆိုင်ရတော့မရကြအကြောင်းမရှိဘူးကျွန်တော်အနေနဲ့မြင်တာပါလက်ရှိမြန်မာနိုင်ငံမှာမြမတက်မတော်နဲ့လက်နက်ကိုင်အင်အားစုတွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတိုက်ပွဲတွေအတွင်းလက်နက်ကိုင်အင်အားစုတွေကအရှိမျောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှာမှတ်ခါ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပ်ပခဆိုတဲ့စစ်ဌာနနှစ်ခုအပါအဝင်မြို့နယ်ပေါင်း90ကျော်ကိုထိန်းချုပ်ထားနိုင်နေတာပါတွေးဆောင်ဆွေးနွေးရင်းနဲ့ပတ်သက်ပြီးနတ်ဆက်ကကဖိတ်ခေါ်ထားသလိုညီနောင်မဟာမိတ်သုံးဖွဲ့တို့ကလည်းတွေးဆောင်ဆွေးနွေးဖို့အတီးတီထုတ်ပြန်ထားကြပေမဲ့လည်းကြံလက်နက်ကင်အဖွဲ့တွေကတော့ထုတ်ပြန်ထားတာမတွေ့ရပါဘူးနိုင်ငံရေးပြည်ထနာကိုလက်နက်နဲ့ဖြည့်ရှင်းလို့ရာသွားတဲ့ကိစ္စဟာအင်မတန်ရှာပါကြောင်းလက်ရှိမှာနတ်ဆက်ကကဗဟုအားနည်းနေတဲ့အတွက်တွေးဆောင်ဆွေးနွေးရေးဖိတ်ခေါ်မှုအပေါ်လာရောက်ကြဖို့ဟာလက်နက်ကင်အဖွဲ့တွေအတွက်ခဲယဉ်ကြောင်း တိုင်းလိုင်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှာဥက္ကဋ္ဌဦးဆိုင်ထီအောင်က CNN သတင်းဌာနကိုပြောပါတယ်။အမှန်ကတော့နိုင်ငံရေးကိစ္စဆိုတာလက်လက်နဲ့ချင်းရှင်းလို့ရလာတဲ့ကိစ္စတော့ရှားပါတယ်။ဒါလည်းကျွန်တော်တို့နိုင်ငံရေးပြဿနာပြင်မကြည့်လည်းနိုင်ငံနဲ့ကန်ကြတာဒါပေမဲ့ဆိုဝိုင်းဝိုင်းယူခြင်းနဲ့ကျွန်တော်တွားကြရတဲ့ကိစ္စတွေပါ။အဲ့ခါကျတော့ကျွန်တော်တို့အနေနဲ့ဒီသဘောဝင်ရောက်လာဖို့လေဒီဘက်ကလည်းဖြစ်ခေါ်တယ်။ဒီဒီဘက်ကဆိုတာကအခုကျွန်တော်တို့ နာပတ်တာအနေနဲ့တော့ဘုရင်ကတစ်ဖွဲ့ချင်းရှင်းနေတယ်ဘာလို့ဖိတ်ခေါ်ခဲ့တာဒီလိုလဲဆိုအနာတဲ့ပြင်တာတော့ငါတယ်ဖိတ်ခေါ်ခဲ့တာရှိတယ်ဒါမှယနေ့လက်ရှိတဲ့သူပြိုင်မှာဖိတ်ခေါ်တယ်နာဖို့တော့အင်္ဂါခင်းရင်းပါတယ်အကြောင်းလို့ဆိုဘူအားနေနေတဲ့အခါကျတော့ပြည်နေတွေမှာအကြီးအကျယ်လက်လက်ခံဆက်ကြည့်ကြရဘူမခလေးမခသာစတဲ့အခါမှာဟိုတွားရမလို့ဟိုတွားရမလို့ဆီမှာနာလေးတွေနဲ့ဒီလိုနေရကြတာအများကြီးရှိပါတယ်တိတိကျကျရှင်းနေဖြစ်ဖို့ရေနိုင်ငံရင်းချမ်းရဖို့ရေ ဒီအဖွဲ့ကြီးပေါင်းစုံအနေနဲ့ကတော့ဒီလက်လက်ကန်ဖွဲ့ကြီးတွေကိုလုံးကမနာရေးချက်မနိုင်အောင်ရှိဖို့နမတိကျွန်တော်ပြောချင်တယ်လေနစ်ကြော်ကြမြန်မာနိုင်ငံရဲ့အခင်းကျင်းမှာတွေ့ဆုံဆွေးနွေးခြင်းနီးလည်းနဲ့အပြေရှာဖို့အတွက်စတင်လှုပ်ဆောင်ရမှာတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ကိုကန်တပ်ဖွဲ့ MNDA နဲ့ပလောင်တပ်ဖွဲ့ TNL တို့နဲ့သာဆွေးနွေးရသေးပြီး TNL နဲ့နှဆကတို့အကြအဆင်မပြေခဲ့ကြကြောင်းလည်းသိရပါဗျ။တိုင်းရင်းသားတွေအချင်းချင်းအပြန်အလှန်လေးစားခြင်း တဦးနဲ့တဦးကြားပူပေါင်းဆောင်ရွက်မှုဖြစ်ပေါ်စေပြီးနားလည်မှုလွဲမှားခြင်းနဲ့ပဋိပက္ခတွေကို ရှော့ချပြီးတွေ့ဆုံဆွေးနွေးခြင်းနဲ့ဖြည့်ရှင်းနိုင်ကြကြောင်းလဲနတ်ဆက်ကဥက္ကဋ္ဌကပြောကြားထားမှုပါတယ်